မင်္ဂလာပါဒီနေ့အကျိဆန်တစ်ပြင်းမျှဝေပေးသွားမှာကတင်းတိတ်တတပြောက်ကင်းလို့သူများအတွက်အကြံပေးချက်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတင်းတိတ်တတခြင်းတဲ့လူတွေအပြင်အသားအရည်မွေးချောက်ချောက်ဖြစ်နေတဲ့လူတွေအသားအရည်မွေးချောက်ဖြစ်နေဆိုတာကအသားဖြူရညိုရာလည်းမဆိုင်ဘူးအသားအရည်ကမွေးချောက်ချောက်ဖြစ်နေတော့ပြောတာပါအဲ့ဒါတတပြောက်ကင်းခြင်းနဲ့ပြီးတော့ညနာမှာအရင်တော့တစ်ခုဖြစ်ပြီးတော့အခုတော့ပြဿနာမရှိတော့ဘူးဒါပေမဲ့အသားအရည်ကပွပြီးတော့ကျန်နေတဲ့လူတွေပေါ့နော်အသားအရည်ပွနေတဲ့လူတွေ ဒီသုံးမျိုးတင်းတိတ်သမားနဲ့ဒါရီမွေးချောက်တဲ့သူနဲ့ဒါရီပွားနေတဲ့သူတွေအတွက်တော့ဒီဗီဒီယိုလေးအရေးကြီးပါတယ်ဒီနေ့ဗီဒီယိုရဲ့ကောင်းစဉ်အဓိကကောင်းစဉ်တင်းတိတ်အကြောင်းကိုကျွန်တော်အဓိကပြောပြပါမယ်တင်းတိတ်ကဘယ်မှာဖြစ်လဲဆိုတော့လူရေပြားလွှာကိုအကြမ်းမြားဖြင့်သုံးသုံးမျိုးခွဲထားတယ် အတွင်းဆုံးလွှာက hypodermis အလယ်လွှာက dermis အပြင်ဆုံးလွှာက epidermis လွယ်လာ dermis ကို papillary dermis နဲ့ reticular dermis ဆိုပြီးတော့နှစ်ခုခွဲထားတယ်ဒီ dermis လွှာအကြောင်းကိုပြီးခဲ့တဲ့ watch and video မှာကျွန်တော်သိသိပြောပြပြီး papillary ဆို watch and ပေါက်စီတဲ့အကြောင်းအရာပြဿနာတွေကဒီ dermis လွှာမှာဖြစ်တာများလို့ဒီနေ့ပြောမယ်တင်းတိတ်အကြောင်းကတော့အပြင်ဆုံးလွှာ epidermis မှာဖြစ်တာ epidermis ကိုလည်းအလွှာလေးတွေ၄မျိုး၅မျိုးခွဲထားတာရှိတယ်အဲ့ဒီကအတွင်းဆုံးအလွှာ ဒီ damage ဆလွာနဲ့ကိုက်ရအတွင်းဆုံးအလွှာ epidermis မှာရှိတဲ့အတွင်းဆုံးအလွှာလေးက stratum basal လို့ခေါ်တယ်ဒီ stratum basal မှာ basal cell တွေရှိတယ်အဲ့ basal cell တွေက stem cell တွေ stem cell တွေရဲ့ထုံးစံတိုင်း stem cell ကနေ char cell မျိုးစားတွေဖြစ်ပြောင်းလို့ရတယ်အဲ့မှာ ဘာပြောင်းသွားလဲဆိုတော့ cretinocyte cells အဖြစ်သူတို့ stem cell တွေကပြောင်းသွားတယ်အဲ cretinocyte cell တွေကဒီအပြင်ဆုံးလွှာ epidermis မှာအများဆုံးရှိတဲ့ cell မျိုးစားလို့ပဲပြောရမှာပေါ့နော်ဒီ cretinocyte cell တွေဖြစ်သူတို့ပြောင်းသွားတယ်အဲ့အပြင်ဒီ stratum basal မှာဘာရှိသေးလဲဆိုတော့အဲ့လွှာမှာ melanocyte တွေရှိတယ်။ melanocyte တွေကဒီအသားအရောင်ရင်းစေတဲ့ melanin မျိုးထုတ်ပေးတာ အမယ်လီနိုဆိုက်တရားနေပြီးတော့ထုတ်လိုက်တဲ့မယ်လီနီနေရဒီခရိုတိနိုဆိုက်ဆဲလ်ကိုသွားပြီးတော့နျူကလ িয়াস မှာနျူကလ িয়াস မှာသွားပြီးအုပ်လိုက်တဲ့အဲ့ကျန်ဆဲလ်ကအရောင်ရင့်သွားတာပေါ့အဲ့ဒီနီးနဲ့ဒါကိုမယ်လီနိုဆမ်လို့ခေါ်တယ်အဲ့ဒီနီးနဲ့ဒါဆဲလ်တွေမှာအရောင်ကြီးရင့်ကုန်တာပေါ့တင်းတိတ်ကိုဘလို့ဖြစ်စီလဲဆိုတော့တင်းတိတ်ကိုဖြစ်စီတာ process ရဲ့အစကိုပြောပြမယ်တင်းတိတ်ကိုဖြစ်စီ process ရဲ့အစက alpha melanocyte stimulation hormone alpha msh လို့တို့ကခေါ်တယ်အဲ့ alpha msh ဒီဟော်မုန်းကနေပြီးတော့ MC1 R receptor ကိုတွားပြီးတော့ bind လုပ်တယ်။အဲဒီက bind လုပ်တာနေ MITF ကိုတွားပြီး up regulate လုပ်တယ်။ MITF ကလှုပ်ထလှုပ်တဲ့အချိန်မှာဘာတွေကိုတွားတွားပြီးလုံဆောင်လဲဆိုတော့ TYR, TRP1, TRP2 စတဲ့ enzyme တွေကိုတွားပြီးတော့လှုပ်လုပ်တယ်။အဲဒီက TYR ပေါ့နော်။ TYR enzyme သူ့ရဲ့အရှိကောက်က tyrosinase အဲ့ enzyme ကိုတွားပြီးလှုပ်လှုပ်တဲ့ enzyme က rate limiting enzyme အဲ့ enzyme တွားပြီးလှုပ်လှုပ်တဲ့အချိန်မှာသူကဘာထုတ်လဲဆိုတော့ L-tyrosine လို့ခေါ်တဲ့ဒါ amino acid ကိုထုတ်တယ်အဲ့ amino acid L-tyrosine နဲ့ L-dopa ပြောင်းသွားတယ် L-dopa ကနေ dopa quinine ဖြစ်ပြောင်းသွားတယ် dopa quinine ကနေမှနောက်တဲ့ process ဒါမတူတော့တဲ့ process နှစ်ခုရှိတယ်အဲ့နှစ်ခုကိုလှုပ်ပြီးတော့ဒီ melanin မျိုးစားကိုနှစ်မျိုးထွက်လာတယ်။ melanin မျိုးစားနှစ်မျိုးရှိတယ်။ eumelanin ဆိုတာက အညိုရောင်အမဲရောင်အကွက်တွေဖြစ်စေတယ်။သူက UVO protect လုပ်ပေးတယ်။ဘသူတွေမှာရှိတယ်လဲဆိုတော့ကျွန်တော်တို့လို Asian skin ပေါ့နော်အသားအဝါနဲ့ညိုရှိတတ်တဲ့လူမျိုးစားတွေမှာအဲဒီ melanin ရှိတယ်။ Pheomelanin ဆိုတာကကြတော့သူကကြတော့ yellow နဲ့ red color ရှိတယ်။အဲ melanin ကများသောအားဖြင့် အသားဖြူတဲ့လူအသားဖြူတဲ့လူမျိုးစားဆိုတာအနောက်တိုင်းသားတွေပေါ့နော်အနောက်တိုင်းသားတွေမှာတော့မှဒါလူပြူတွေပေါ့အနောက်တိုင်းသားလူပြူတွေအသားအရင်မျိုးစားသူတို့တွေမျိုးစားတွေမှာအဲ့မလနင်းကရှိတတ်တယ်အဲ့တော့ဒီ pigmentation တွေဒီတင်းတိတ်တွေဖြစ်စေတဲ့ဒီ alpha msh ကို process တွေစအောင်ဘယ်လိုတွေကလုံးစော်လဲ ဆုံးတော့ရော process အကြောင်းပြောပြပြီး process ကိုပြင်အောင်လုံဆောင်တဲ့အကြောင်းလုံဆောင်တဲ့အကြောင်းတွေကအဓိကအကြောင်းရင်းကတော့မျိုးသမီးတွေမှာတော့ hormone ပါပဲဒီ estrogen receptor တွေကဒီ melanocyte တွေမှာ estrogen receptor တွေရှိတယ် estrogen တွေလာရင်လက်ခံပြီးတော့ဆက်လိုက်အဲ့ဒါဒီမှာ estrogen တွေကလာပြီးတော့ဟို link လုပ်ပြီးတော့အဲ့မှာ melanocyte တွေကိုလုံဆောင်ပြီးမယ်အဲ့ကြောင် melanin တွေကပို့ထွက်မယ်အဲ့အကြောင်းညသောအဖြစ် ကိုဝင်ရှိတဲ့အချိန်မှာဒီတင်းတိတ်ထွက်လာတတ်တာတွေပါတရားလဲအဲ့ဒါကြီးကြောင့်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီအက်စိုဂျင်ဟော်မုန်းတွေများနေလို့အဲ့ဒီအပြင်အသားရင်မျက်နှာမှာနေရောင်ကြောင်လည်းဖြစ်တာတွေတော်ရှိတာပေါ့နော်အခုနေရောင်ကြောင်ဆက်ပြောမယ်အဓိကမြားသွားဖြင့်ကိုယ်ဝင်ရှိနေတဲ့အချိန်မှာတင်းတိတ်ဖြစ်တာများတာဟော်မုန်းထွက်တာတွေများလို့နောက်တစ်ခုကကိုဝင်တော့မရှိဘူးဒါပေမဲ့နေ့စဉ်တောက်နေရတဲ့ကိုဝင်တားဆီးတွေရှိတယ်အဲကိုဝင်တားဆီးတွေကိုသုံးနေတဲ့လူတွေဆိုရင်လေဒီဟော်မုန်းညံများနေတဲ့အတွက် တင်းဒိတ်ကအလွယ်တကူဖြစ်စေတယ်။ဒါပေမဲ့အဲ့ဒီမှာလဲတင်းဒိတ်ကဟော်မိုန်တွေများလို့တင်းဒိတ်ကိုအလွယ်တကူဖြစ်စေတယ်ဆိုပေမဲ့နောက်တစ်ခုရေးကြည့်တာကနေရောင်ခြည် UV ထိလို့ရှိရင် UV ကအဲ့ alpha emesis process ကိုမဆားဆအောင်လုပ်ဆောင်ပေးတယ်။လို့ဖြစ်လဲဆိုတော့အသားရည်ကို UV ကထိလိုက်တယ်။အသားရည်ကို UV ထိလို့ရှိရင် UVA နဲ့ UVB ရှိတယ်။ UVA နဲ့ UVB မှာ UVB ကနေအောင်ကြီးထဲမှာ5%လောက်ပဲပါတယ်ကျွန်တော်တို့စီရောက်တဲ့အချိန်မှာ UVB က bound ဖြစ်တယ် UVB ကအပေါ်ယံလွှာ epidermis အထိပဲနေနိုင်တယ်နော် UVA ကကြတော့ aging အဲ UVA aging ကကြတော့ဘယ်လွှာအထိရောဖောက်ပြီးဝင်နိုင်လဲဆိုတော့အတွင်းလွှာ dermis လွှာအထိကိုသူကဖောက်ပြီးဝင်နိုင်တယ်ตัว aging ကိုဖြစ်စေတယ်အဲ့ပြင်အဲ့ UVA အကြောင်းဘာတွေဖြစ်စေတယ်ဆိုတော့ cell တွေက ်ပုံမှန် process လုပ်နေတဲ့အချိန်မှာကို reactive oxygen species ဆိုတဲ့ ROS ထုတ်တယ်အဲ့ဒါတွေကခန္ဓာကိုယ်ကများနေရင် cell တွေကို oxidation ဖြစ်စေတယ် UVA က cell တွေကိုထိပြီးတော့ UVA ကနှောက်ချက်ပေးလိုက်လို့ရှိရင်ဒီ ROS တွေကပို့ပြီးထွက်တယ်ပြီးတော့ cell ရဲ့ DNA ကလည်း damage ဖြစ်သွားတယ်အဲ့ဒီ cell DNA damage ဖြစ်တာကိုကာကွယ်ဖို့အတွက်ကို ခန္ဓာကိုယ်က melanocyte တွေက melanin တွေထုတ်ပြီးတော့အဲ keratinocyte cell ရဲ့ nucleus အလင်းမှာရှိတဲ့ nucleus ကိုအဲ melanin နဲ့အုပ်ပစ်လိုက်တာ DNA damage ကိုကာကွယ်ဖို့အတွက် melanin နဲ့အုပ်ပစ်လိုက်တာဒါကြောင့်နေရောင်ခြည်ထဲသွားရင်နေထိုးလို့လည်းတင်းတိတ်ကပိုပြီးဖြစ်လွယ်စေတယ်။သို့သော်ဟော်မုန်းကလုံးစုံနေတဲ့အချိန်နဲ့နေထိုးတာခံလိုက်လို့ရှိရင်ပိုပြီးတော့တင်းတိတ်ကလွယ်တူဖြစ်စေတယ်။ဒါကြောင့်မို့ကိုဝင်ဆောင်နေရောပြီးတော့ ဒီ counter set ဒီ coin တားဆီးတွေတောက်နေတဲ့သူတွေဆိုလို့ရှင်ရင်နီယောင်ကြီးတဲ့သွားရင်အများအတန်း sunscreen လိမ့်တက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီမျက်နှာဟော်မုန်းခန္ဓာကိုယ်တွင်းဟော်မုန်းကြောင့်မျက်နှာနုနေတယ်လို့ပဲပြောရမှာပေါ့နော်။အလွယ်တကူနီယောင်ကြီးလေးထိလိုက်တာနဲ့ဒီ melanin တွေထွက်လာပြီးတော့ tint ဖြစ်စေဖို့ hyperpigmentation တွေဖြစ်စေဖို့တဲ့အရင်လွယ်လို့ပါ။ပြီးတော့အဲ့ဒီကနေဘာဘာဖြစ်စေလဲဆိုတော့ဒီ စတုကင်မျိုးစား protein တွေလည်း cell တွေကနေထုတ်ပေးတယ် inflammation marker တွေပေါ့ဘာဖြစ်လို့လဲဆိုတော့ DNA damage ဖြစ်လို့ UVA ကြောင့်တိုင်း cell တွေက damage ဖြစ်တယ်ဆိုပြီး inflammation marker တွေလည်းထုတ်ပေးတယ်အဲ inflammation marker တွေကဝက်ချံမှာပေါက်တာလောက်တော့ inflammation ကမဆိုးဘူးပေါ့နော်ဝက်ချံမှာတော့ကျွန်းဝက်ချံပေါက်တာတင်ညာရောင်ရမ်းလာပြီးပုံစံမျိုးနှီးညိုလာတာဖြစ်တတ်တယ်ဒါက inflammation အရင်ပြင်းလို့ တင်းတိတ်မှာဖြစ်တဲ့ inflammation ကြာအလောက်မပြင်းဘူးအရင်မသိတာဘူးဒါပေမဲ့ inflammation မှာကာလေးတွေ cell တွေကနေထုတ်ပြေးတယ်အဲ့ဒီအာကဖြည်း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 နဲ့အရင် inflammation ကဆိုးလာတယ်နေအောင်ကြီး damage အောင်မဲ့ဖြည်းဖြည်းဒီ hormone နှစ်ခုလုံးပေါ့နော်ဒီ cell တွေက inflammation အရင်ဆိုးလာရင်ဘာဖြစ်တတ်လဲဆိုတော့ကျွန်တော်သောသောပြောတဲ့အတိုင်းအပြင်းလွှာအပြင်းဆုံးလွှာ epidermis ရဲ့အတွင်းဆုံးလွှာ stratum basal မှာဒီ melanocyte တွေရှိတာ melanin တွေထုတ်ပြန် melanocyte တွေရှိတာသူက အောက်အတွင်းလွှာအလဲလွှာပေါ့အလွဲလာ damage နဲ့သူကကိုက်ရက်အဲ့မှာ layer လေးရှိတယ်ဒီ layer membrane လေးရှိတယ်အဲ့ layer membrane လေးက inflammation တွေဖြစ်တာများပြီးတော့အဲ့ layer membrane လေးကမကောင်းတော့ရင်ထုံးစံအတိုင်း leak ဖြစ်တယ် leak ဖြစ်တာဘာ leak ဖြစ်လဲဆိုတော့ melanocyte တွေတဲ့က melanin တွေကအတွင်းလွှာ damage အလွှာတွေကိုယူသွားတာစိတ်ယူသွားတယ် inflammation ဖြစ်ပြီးတော့စိတ်ယူသွားတာအဲ့ကြရင် တင်းတိတ်ဖြစ်ကုန် အဲ့ဒီမှာတင်းတိမ်နဲ့ hyperpigmentation ကိုအကြမ်းမရပြန်အဲ့လိုခွဲလို့ရတယ် hyperpigmentation ကအပြင်ဆုံးလွာ epidermis မှာပဲဒီအယောင်ကြီးရင့်နေတာဒါ hyperpigmentation လို့ပဲသတ်မှတ်လို့ရတယ် hyperpigmentation ကတင်းတိမ်ထက်ပိုပြီးတော့ကုရတာလွယ်တယ်ညံ့တယ်ဒါပေမဲ့မလိုအပ်ဘဲနဲ့ damage တဲ့ဒီစိတ်ဝင်သွားရင် ဒါပုံမှန်အောင်မဟုတ်တော့ဒီအပြင်လွာဒါမစ်မှာရှိနေတာ cell တွေကအများရန်ဒီ melanin က cell တွေမှာအနည်းနဲ့များတော့ melanin ကသွားပြီးတော့ cell ဆောက်တာ melanin ကသွားပြီးတော့ပြုတ်ထားတာပဲအတွင်းလွာအလဲလွာဒါမစ်ဆဲကို melanin စိတ်ဝင်သွားရင်တော့အဲ့ဒါတင်းတင်းဖြစ်သွားပြီးခုကပုတ်ခတ်တဲ့အချိန်ပူယူရတယ်ပေါ့နော်ခုကပုတ်ခတ်တဲ့အချိန်ပူယူရတယ်ဆိုတော့ ဘလို့နီးနဲ့ဒီတင်းတိတ်ကိုပျောက်လို့ရလဲဆိုတာကိုကျွန်တော် process လေးကိုကျွန်တော်ရင်ပြောပြပေးမယ်။အဲ process ကိုပြောမယ်ဆိုရင်တော့သောသောကအပြင်ဆုံးလွှာ epidermis လွှာကိုအကြောင်းလေးကိုအသေးစိတ်ကိုကျွန်တော်အရင်ပြောပြပေးမယ်။ epidermis မှာသူကလေးလွှာကမို့ငါးလွှာအကြမ်းမြင်ပြီးခွဲထားတယ်။အတွင်းဆုံးလွှာ dermis လွှာနဲ့ကပ်ရက်ကသောသောကပြောထားတဲ့ stratum basal အဲဒီမှာ cell တွေစားဆောက်တဲ့ cretinocyte cell တွေစားပြီးတော့စောက်တဲ့ stem cell ညာစောက်တဲ့ပြီးတော့ အယောင်တွေထုတ်ပြီးတဲ့ melanocyte တွေကလည်းအဲ့ဒီလွှာမှာရှိတယ် certain basal မှာပြီးရင်သူ့ရဲ့အပြင်အလွှာက certain spinosum သူကကြတော့အဲ့နေရာမှာဘာတွေဖြစ်သွားလဲဆိုတော့ keratinocyte cell တွေကနည်းနည်း flat ပဲဖြစ်သွားတယ်ပြီးတော့ keratinocyte cell ကိုမှအမျိုးအစားလေးတွေကကွဲနေသေးတယ်ဒါအရေးပြားမှာသူ့ငြိမ်းရတဲ့သူလို့လို့ပေါ့မျိုးစားအဲ့မျိုးစားလေးတွေစပြီးတော့ အဲ Stratton Spinoza မှာစပြီးတော့ cell မျိုးစားလေးတွေကကွဲသွားတယ်လို့ပြောမှာပေါ့နော်အဲ Stratton Spinoza ကနေပြီးတော့အပြင်အလွှာအပေါ်မှာရှိတာသူ့ရဲ့အပြင်မှာရှိတာ Stratton granulosa အဲအလွှာမှာကြတော့ဘာလို့စပြစ်ပြီလဲဆိုတော့ lipid စစပြီးအဲအလွှာမှာ lipid ဆိုရှိ lipid ဆိုအဆီလွှာလေးအဲအဆီလွှာလေး cholesterol တွေပိုင်းနဲ့အများကြီးနဲ့ဆောက်ထားတဲ့အဆီလွှာလေးအဲအဆီလွှာလေးကရေဆိုးခံတယ် ူကအဲ့ lipid လို့ပါလို့ခေါ်လို့ဆိုအဲ့ lipid fat ကရေထဲမှာလုံးဝမပျော်ဝင်ဘူးအဲ့နီးနဲ့ရေစုပ်ခံတဲ့အပြင်ရင်ကနေပြီးတော့ရေတွေဝင်လာလို့ရှိရင်သူ့ကိုကျော်လို့မရဘူး lipid ကိုကျော်လို့မရဘူးရေလုံးဝစိတ်ဝင်လို့မရဘူးရေထဲမှာမပျော်ဝင်တဲ့အတွက်အဲ့ lipid ရှိတယ်အလိပေကကျွန်တော်ရေပြ skin barrier လို့ပြောလို့ရတာပေါ့။ AGH မျက်နှာတိဆက်ပြရေးသုံးရင်ဟိုစီလွာလေးအသားရေရာကြီးတွေတော့တန်ရှင်းတဲ့အသားရေရာစီလွာလေးကိုမထိကြိုက်ဘူးဆိုတာအဲ့ lipid လေးအဲ့ lipid လွာလေးကိုကျွန်တော်အမြဲပြောနေရတာ။ ါက stratum granulosum stratum granulosum ရဲ့အပြင်မှာရှိတာက stratum cornea အပြင်ဆုံးလွှာအဲ့အပြင်ဆုံးလွှာကတော့ဘာလဲဆိုတော့အဲ့ cretinocyte dead cell တွေအများကြီးရှိတယ်အဲ့ dead cell တွေကဒီ lipid အလွှာလေးထဲမှာ ဟိုဟိုမြုပ်နေတာပေါ့နော်မြုပ်နေတာဒါပေမဲ့ဖြည်းဖြည်းချင်းသူကအိုက်တက်တယ်တွေကအောက်ကဆဲလ်အတိတ်တိုးလာနေဖြည်းဖြည်းချင်းအပေါ်အပြင်ဆုံးလွှာဘူးအပြင်ဆုံးရောက်ရောက်သွားပြီးတော့နောက်ဆုံးအဲ့ရေပြားကနေကွာကျသွားတယ်အဲ့ dead cell တွေကတစ်ချိန်လုံးကျွန်တော်တို့ကမြဲတမ်းနေစဉ်မြဲတမ်းတစ်ချိန်လုံးအဲ့ရေပြား dead cell တွေကွာကျနေတယ်အဲ့ stratum granulosum နဲ့ stratum corneum အပြင်ဆုံးလွှာနဲ့အတွင်းထဲက granulosum ပေါ့နော် lipid လွှာစရှိတဲ့လွှာပေါ့အဲ့လွှာနှစ်ခုကြားမှာ certain lucidum ဆိုတဲ့အလွာရှိတတ်တယ်။အဲ certain lucidum ကတော့ဘယ်နေရာမှာပဲရှိလဲဆိုတော့မွေးညင်းမပေါက်တဲ့နေရာလူရဲ့အရေပြားမှာမွေးညင်းပေါက်တဲ့နေရာဒီလက်ဖွားခြေဖွားတွေမှာပဲရှိတယ်။ဒီအရာကိုကျွန်တော်ဘာလို့ပြောနေရလဲဆိုတော့ tindic ပျောက်မယ်ဆိုရင်ဒီ epidermis လွာရဲ့အောက်ဆုံးလွာမှာ melanocytes မှနေ melanocytes transfer လုပ်ပြီးတော့ keratinocyte cell တွေကအယောင်ရင်းကုန်တယ်။အဲ့အယောင်ရင်းတာတော့အဲ့အယောင်ရင်းနေတာ cell က နောက်ဆုံးအပြင်ဆုံးလွာ Stratum cornea နေကွာကျသွားပြီးမှပဲအဲ့အယောင်ကပျောက်သွားမှာအဲ့တော့အတွင်းထဲက cell attack ကဒါအယောင်ဖြော့နေမှာပေါ့နော်အယောင်ဖြော့ရဲ့အတွင်းထဲက cell attack ကလည်းအယောင်ရင့်နေရင်တော့ဒီအကွက်ကြီးရအောင်ရှိနေဦးမှာပါအဲ့တော့တင်းတိတ်ပြောက်ချင်တယ်ဆိုရင်ဒီအယောင်ရင်းတဲ့ cell တွေကဖြည်းဖြည်းချင်းကွာကျသွားမှာပဲပြီးမှာ အဲအကြောင်းတင်းတေးပြောက်ဖို့အတွက်ဒါပြီးရင်ကုတဲ့နီးတွေကိုကျွန်တော်ရှင်းပြပေးမယ်ဒါပေမဲ့တင်းတေးပြောက်ဖို့အတွက်တချို့တွေကပြီးလောက်တာတွေပါလေဇာနဲ့အဲရေပြားတွေစားပစ်တာတွေအဲ့ဒါတွေလောက်တာအဲ့ဒါဘာဖြစ်လို့ဆိုတော့ဒီဆဲလ်တွေကိုပျောက်သွားအောင်လို့ဒါပေမဲ့ဒီဆဲလ်တွေပျောက်သွားရင်အစ်စ်လောက်တဲ့ဆဲလ်တွေမှာဒီမယ်လိုနိုဆိုက်မယ်လိုနိုဆိုက်ထရန်စဖာဖြစ်ပြီးတော့အယောင်တွေကရင့်နေမယ်ဆိုလို့ရှိရင်တော့ဘာမှမထူဘူးပြီးရင်ဒီအယောင်ရင့်လာပြီးပဲပြန်ဖြစ်လာမှာပဲအဲ့ဒီနည်းနဲ့အဲ့ဒါကိုဒီဆဲလ်တစ်ခုက စပြီးတော့စောက်တဲ့ချိန်ကနေပြီးတော့ဒီအပြင်ကနေကွာကျသွားတဲ့အထိကိုဒါ turnover လို့ခေါ်တယ်အဲ့ turnover rate ကဘယ်လိုရှိလဲဆိုတော့ဒီ stratum basal အတွင်းဆုံး epidermis ရဲ့အတွင်းဆုံးလွှာနေပြီးတော့ stratum granulosum အထိရောက်တဲ့အထိကို14ရက်ကြာတယ်ပြီးတော့ stratum corneum အပြင်ဆုံးလွှာမှာ dead cell တွေအဖြစ်နဲ့14ရက်နေတယ်14ရက်နေပြီးမှဖြည်းဖြည်းချင်းအောက်ကနေတွန်းလိုက်တော့မှဖြည်းဖြည်းချင်းသူတို့က14ရက်ကျော်လောက်မှကွာကျသွားတယ် ဒါက turnover rate လို့ခေါ်တယ်။အဲဒါ send new renewal rate လို့လည်းခေါ်လို့ရတယ်။အားကြောင့်ကျွန်တော်ရင်တော့ပြောမှုတဲ့အတင်မှာလူတွေက28ရက်နေမှ seller renew ဖြစ်တယ်လို့ကျွန်တော်ပြောတာ။ကျမမကောင်းတဲ့လူ dehydration ဖြစ်နေတဲ့လူ inflammation တွေဖြစ်နေတဲ့လူတွေဆိုရင် နောက်တင်းတိတ်ပေါက်နေတဲ့လူတွေဆိုရင်တော့ရက်40လောက်ထိကိုကြာတတ်တယ်။အသက်ကြီးလာရင်တော့ပိုဆိုးတယ်။အသက်ကြီးလာရင်တော့ရက်90နဲ့ရက်80ထိအောင်ကြာတတ်တယ်။အဲ့တော့တင်းတိတ်ကို တကယ်ပြောက်ချင်တယ်ဆိုရင်တော့အချိန်ယူရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ cell တွေကနေ့စဉ်နေ့စဉ်နဲ့အမျှဒီ cell တွေကအစ်စ်လေးတွေပွားပြီးတော့ထုတ်နေတာ။နေ့စဉ်နဲ့အမျှလဲ cell တွေကွာကြနေတာ။ဒါပေမဲ့အဲ့ဒီကွာကြတဲ့အချိန်တွေရောက်ဖို့ထွက်တဲ့အချိန်ကနေကွာကြတဲ့အချိန်တွေရောက်ဖို့ကြာနေလို့ရှိရင် cell ကပို့ပြီးတော့အယောင်ရင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ ဆဲဆာဖြစ်ပြီးတဲ့အချိန်မှာဘေးနားနေမယ်လနိုဆိုက်ရှိတဲ့မယ်လနီနီယာဆဲလ်တွေပေါ်မှာတွားပြီးတော့အုပ်တယ်ဒါပေမဲ့ဆဲလ်တွေရဲ့ဒီ rate ကအပေါ်တက်တဲ့ rate နှုံပေါ့နော်ပွားတဲ့နှုံပေါ့ပွားတဲ့နှုံနှဲနေလို့ရှင် cell ကအပေါ်တွန်းတက်တွန်းဖို့ rate ကလည်းနှဲသွားမယ်အဲ့တော့ပွားတဲ့နှုံနှဲနေလို့ရှင်ရင်အဲ့မှာအဲ့ cell ကပွားပြီးတာနဲ့ချက်ချင်းအပေါ်မတက်ဘဲနဲ့အဲ့နေရာမှာအကြိုင်းနေမယ်အကြိုင်းနေတဲ့အတွက်ဒီ melanocyte transfer ကလုပ်ဖို့အချိန်ကြီးပို့ကြမယ်အပေါ်ရမယ်အဲ့တော့ ရှိတဲ့နာတက်ပို့ပြီးတော့ဒီ pigmentation เนี่ยဒီ cell ပေါ်မှာပုံများများဝင်သွားတာပေါ့အဲ့ဒီနီးเนี่ยအပားရေ၆တဲ့လူတွေမှာဒီအညိုကွက်တွေတင်းတိတ်တော့မဟုတ်သေးဘူးဒါပေမဲ့အညိုကွက်တွေအဲ့လိုလေးတွေစဖြစ်တာတင်းတိတ်စမှဖြစ်ခင်ပထမဆုံးစဖြစ်တာလေးอ่ะအဲ့ဒီနီးเนี่ยစဖြစ်တာအပားရေ၆တာနေစဖြစ်တယ်လို့လည်းပြောလို့ရတယ်အဓိကအပားရေ၆တာထက်ဒီ cell turnover rate cell regeneration rate နေသွားတာနေဖြစ်တာဒါကြောင့်တင်းတိတ်ရှိတဲ့လူတွေက hydration skin အတွက် moisturizer လည်းအရင်ရေးကြည့်တယ်အခု blue knee နဲ့ကုတဲ့အကြောင်းဆက်ပြောပေးမယ်ဒီ moisturizer အကြောင်းလည်းသေးသေးကျွန်တော်ရှင်းပြပေးမယ်ဒီတင်းနေပြည့်စေတဲ့အထက်မှာ hormone ကိစ္စလည်းပါတယ်အဲဒီ hormone ကိစ္စကဖြစ်တယ်အဲ့အပြင်အဓိကလုံးစုံပေးတာနေရောင်ကြီးနေရောင်ကြီးမှာလုံးစုံပေးတာ UVA ဝင်လာတဲ့အတွက်ဒီအသားထဲမှာ ROS တွေ reactive oxygen species တွေများတယ်အဲ့ ROS တွေကိုဒါက short ချပေးဖို့အတွက် antioxidant တွေခန္ဓာကိုယ်က auto ထုတ်တာရှိတယ်ဒါပေမဲ့အဲ့ဒါတွေမနိုင်တဲ့အချိန်မှာ ROS တွေရဲ့ခန္ဓာကိုယ်ထဲမှာများလာအဲ့တော့ ROS တွေတက်တာသွားအောင်လို့ကျွန်တော်တို့ကအရေးပြားကို nutrition ပေးတဲ့ထဲမှာပါပါလဲဆိုတော့ VC နဲ့ကျွန်တော်တို့က nutrition ပေးတယ် VC နဲ့ nutrition ပေးတဲ့အတွက် UVA ကြောင့်ထွက်လာတဲ့ ROS တွေကိုကျွန်တော်တို့က antioxidant အနေနဲ့ short ချပလိုက်တယ် အဲ့တော့ ROS ကြီးအခြေပြားထဲမှာညော့သွားတယ်ပြီးတော့ ROS ကြီးထပ်ပြီးတော့မထွက်အောင် sunscreen ကိုကျွန်တော်ကလိမ့်ခိုင်းတယ်အဲ့ဒီနီးနဲ့ဒါက UV ကြောင်းဖြစ်တဲ့တင်းတိတ်ပေါ့နော်တင်းတိတ်ဖြစ်အောင်လှုပ်ဆော်ပေးတဲ့ဟာကိုကျွန်တော်ကအပြီးကာကွယ်လိုက်တယ်အဲ့မှာကျွန်တော်တခုပြောချင်တာက VC လိုကြတာ ਨੇ အာတော်တော်များများအသူတို့ရဲ့ VC နဲ့မတည့်ဘူးဆိုတာပြောကြတယ်အဲ့ဒါကကျွန်တော်အများနဲ့ကြုံဘူးတယ်ကျွန်တော်တို့မှာ rivalry အလွိုက်ဗရာသူတင်းကျဲမှာအလွိုက်ဗရာပါတယ်အဲကြောင့်တချို့တွေကသူတို့တွေကအလွိုက်ဗရာနဲ့မတည့်ဘူးများသောအားဖြင့်ဘလို့ဖြစ်တာလဲဆိုတော့အလွိုက်ဗရာနဲ့မတည့်ဘူးလို့ပြောကြတဲ့လူတွေကမကောင်းတဲ့ product တွေ alloy vera လို့နာမည်တက်ပြီးတော့ alloy vera အစ်လက်ပါကျမပါမယ် true product တွေအကြောင်း alloy vera တော့ပါတယ်ဒါပေမဲ့အဲ alloy vera ကို cosmetic grade ကိုမသုံးထားတဲ့အတွက်ထုတ်လုပ်တဲ့နေရာမှာ harmful chemical တွေပါဝင်ထုတ်လုပ်ထားတာတွေကိုသွားသုံးတဲ့အချိန်မှာမျက်နှာမှာအဆင်ပြေဖြစ်တာ အဲ့ပြောတဲ့လူတွေအကုန်လုံးကျွန်တော်တို့ live ဖရာတုံးကြည့်ပါဆိုရင်တုံးကြည့်လိုက်တော့ဘယ်သူမှဘာပြဿနာမှမဖြစ်အဲ့ဒီအချိန်မှာ VC ကျွန်တော်တို့တုံးတဲ့ VC ရလဲဒါ cosmetic grade cosmetic grade ကိုတော့မှကျွန်တော်တို့ကဒီထုတ်လုပ်တဲ့ process ပေါ့နော်ထုတ်လုပ်တဲ့ process မှာ harmful chemical တွေမပါဘဲနဲ့တတ်နိုင်သမျှဒီ harmful chemical free နည်းနဲ့ထုတ်လုပ်ထားတဲ့ဟာဒီ certified ရထားတဲ့ product တွေပဲတုံးတယ် VC တော့မှကျွန်တော်တို့ထည့်ထားတာက vitamin C တော့မှ တိုက်၃မျိုးတောင်ကျွန်တော်ကထည့်ပြီးတော့သုံးပေးထားတယ်အဲ့ဒီညီနဲ့ RJS product တွေကတင်းနစ်ကိုတတ်တာစီတယ်ဒါပေမဲ့တင်းနစ်ကိုတတ်တာစီတဲ့ product ကအဲ့မှာကျွန်တော်နာမည်တွေကိုမပြောချင်တာကတယောက်နဲ့တယောက်မျက်နှာအခြေအနေမတူတဲ့အတွက်ကျွန်တော်ပေးရတဲ့ product တွေကမတူဘူး။အခြေအနေမှာတင်းနစ်ကိုတတ်တာစီ product တွေကအများကြီးရှိတယ်။ဥပမာပြောရရင် serum အောင်မှ anti aging serum လည်းရှိတယ်။ skin purifying serum လည်းရှိတယ်။အဲ့လိုမျိုးက လာတဲ့ customer ရဲ့မျက်နှာအခြေအနေအရေးပြားခြင်းတွေပေါ်မူတည်ပြီးတော့တင့်တဲ့စီရံမှုကျွန်တော်တို့ကပေးတယ်။ပြီးရင် moisturizer moisturizer မှာဆိုရင်လည်းဒါနှစ်မျိုးရှိတယ်။အဲ့နှစ်မျိုးထဲမှာမှဟို visi ပါတဲ့ moisturizer ကိုပဲကျွန်တော်တို့ကဒီတင်းတိတ်သမားတွေအသားချောင်းနေတဲ့သူတွေကိုကျွန်တော်ကပေးတာများတယ်။နောက်မှကြာတော့မျိုးကတော့ဝါချံပေါက်နေတဲ့သူတွေကိုပေးတာများတယ်။အဲ့လိုမျိုးပေါ့ product တွေကိုကျွန်တော်အားကြောင့်နာမည်တွေအလိုမပြောချင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ရောက်လာတဲ့ customer ရဲ့မျက်နှာအခြေအနေပေါ်မူတည်ပြီးတော့သုံးသင့်တဲ့ product တွေကျွန်တော်ကအမြဲတွဲပေးတာမဟုတ်လို့ပါ။နောက်ပြီးတော့ sunscreen customer တွေတော်တော်များများ sunscreen ကိုမလိမ့်ကျင်ကြဘူး။ sunscreen ကအရန်အရေးကြီးတယ်။ကျွန်တော်ပြောချင်တာကသုံးသောပြောတဲ့အတိုင်း UVA ကအပြင်းဆုံးလား epidermis ပြင် အလဲအလွှာ damage ကိုဖောက်ပြီးတော့ဝင်တယ်။ cell တွေကိုတွားပြီးတော့ ROS ထွက်အောင်လုပ်တယ်။အဲ့တော့ damage အလွှာမှာဝတ်ချံပေါက်တာ ဝက်ချံပေါက်တဲ့သူတွေတောင်မှ sunscreen ကိုလိမ့်တင်နဲ့ UVA ကိုကာကွယ်ဖို့အတွက်တင်းတေးပေါက်တဲ့လူတွေကတော့အိမ်မှာနေရင်တောင်လိမ့်တင်တယ်။ဘာဖြစ်လို့လဲဆိုတော့အိမ်မှာနေရင်နေ့လေအိမ်မှာနေရင်တောင်လိမ့်ထားတဲ့အကြောင်းရင်းက UVA နဲ့ UVB မှာ UVB က5%လောက်ပဲပါတယ် UVA က95%ပါတယ်နေအောင်ကြည့်ပါပြီးတော့အဲ UVA က များနေတဲ့အတွက် surface တစ်ခုခုဘယ်နေရာဝဲဖြစ်ဖြစ်ထိပြီးတာနဲ့ပြန်ပြီး reflect ဖြစ်တယ် UVA reflect ဖြစ်တဲ့နှုန်းကဘယ်လောက်တည်းရှိလဲဆိုရင်နှင်းထဲမှာဆိုရင်80 to 90%နှင်းကဖြူရောင်မို့လို့ UVA က reflect ဖြစ်တယ်အဲဒါကြောင့် snow blindness တို့ပါလို့ဖြစ်တဲ့လူတွေဖြစ်မှုရယ်ဘာဖြစ်လို့ဆိုတော့အဲ UVA ကမျိုးလုံးတွေကိုအများကြီးပြုံပြီးတော့ဝင်ပြီးတော့မျက်စိကမ်းသွားတဲ့အထိအောင်ဖြစ်တတ်တယ် အဲပြီးရင်တဲတဲဆိုလို့ရှိရင်ဘယ်လောက်ထိရှိလဲဆိုတော့15 to 30%လောက်ကို reflect ပြန်ဖြစ်တယ် concrete တွေပါတယ်ကျွန်တော်ဒါမျိုးမှနေတဲ့လူတွေဆိုတော့ concrete เนี่ยအများနဲ့တွေ့တယ် concrete ကကြတော့အာ10 to 12%လောက်ဒီ concrete ကတော့ reflect ဖြစ်တယ်မြက်တို့မြေကြီးတို့ပေါ့เนาะဟိုမြေကြီးရောင်ရှင်းတဲ့မြေကြီးတို့မြက်တို့မြက်ခင်းစိမ့်စိမ့်လေးတွေကတော့5 to 10%လောက်ပဲ UV ရေ reflect ဖြစ်တယ် တော့ပြောချင်တာ UV က reflect ဖြစ်တယ်အဲ့ဒီအတွက် sunscreen ကအရန်အရေးကြီးတယ်များသောအားဖြင့် customer တွေကအာ sunscreen မလင်းလဲရလားဆိုတော့ကျွန်တော်တို့လည်းအတင်းထိုးရောက်နေဖြစ်မှာဆိုတော့အာမလင်းလို့မရဘူးလို့တော့ကျွန်တော်မပြောချင်ဘူးဒါကျွန်တော်နည်းနည်းပေါ်ပေါ်လေးပဲပြောတာပေါ့နော်လိမ့်တော့လိမ့်တင်တယ်ဒါပေမဲ့မလိမ့်ကျင်လည်းရပါတယ်ဘာလို့ဆိုတော့များသောပစ္စည်းတွေဝယ်သုံးရတာဆိုတော့လေသူတို့လည်းချို့ရည်လည်းရှော့ကျင်တာပေါ့နော်ဒါပေမဲ့တချို့တွေကျတော့လေဝယ်နိုင်နေရဲ့အတန်းနဲ့ကို အဲ့ sunscreen ကိုလင်းရတာဒါတော့ပြင်းတဲ့အပိုင်းရောက်သွားပြီပေါ့အဲ့လိုပြင်းတာတော့မကောင်းပါဘူးအန္တရာယ်များပါတယ် sunscreen လေးရတော့တင်းတင်းရှိနေတယ်ဆိုရင်တော့နေတိုင်းလင်းတင်တယ်ပြီးတော့အသားချောက်တဲ့သူတွေပြီးတော့အသားရေပွနေတဲ့သူတွေကတော့ sunscreen နေတိုင်းလင်းတင်တယ်ဝါချံပေါက်တဲ့သူတွေလည်း sunscreen ကအရေးကြီးပါတယ် နောက်ထပ်တစ်ခုက RJ product တွေမှာ essential wire တွေအများကြီးကျွန်တော်ထည့်သုံးထားတယ် product တိုင်းမှာပါတဲ့ essential wire တွေကိုကျွန်တော်တို့ post တွေမှာအများနဲ့အသေးစိတ်ရှင်းပြပေးထားပါတယ်အလားတော့စိတ်ဝင်စားရင်တော့ဖတ်ကြည့်လို့ရ essential wire တွေကိုသုံးထားတဲ့အတွက် essential wire ရဲ့အဓိကလုပ်တွေကသူတို့ရဲ့ active ingredient ဖြစ်လုံးလုံးတာအပြင်ကိုသူတို့က cell တွေကို nutrition ပေးတာ nutrition ပေးတာဘယ်လိုကွာလဲဆိုတော့ကျွန်တော် ကုန်ကျန်းနေမှာကျွန်တော် active ingredient ဆိုရှင်ကျွန်တော် plant based active ingredient တုံးတယ်အဲ့ဒါကိုထုတ်တာတော့မှ harmful chemical မပါ process နဲ့ထုတ်ထားတာပဲကျွန်တော်ရွေးပြီးတုံးတယ်အဲ့ဒါဘယ်လိုသိလဲဆိုတော့ကျွန်တော်ဩစတြေးလျဝယ်တဲ့ company က သူကဂျာမနီကပစ္စည်းဟိုကပစ္စည်းအကုန်လုံးဝယ်တယ်ဝယ်ပြီးတော့မှသူကတခွဲပြီးစမ်းသပ်တယ်စမ်းသပ်ပြီးတော့မှ cosmetic grade ဖြစ်စိတ်ချရတယ်ဟမ်ဘူကမကယ်လုံးဝမပိုင်းနေထုတ်ထားတဲ့ဟာတွေပဲသူကပြန်ပြီးတော့ရောင်းတယ်အဲ့ဒီအနေကြောင့်ဝယ်လိုက်တယ်အဲ့တော့တခွဲဆုံးပြပြီးလားဟမ်ဘူကမကယ်မပါတဲ့ကုန်ကျန်းနေ active ingredient နေဆိုတာကျွန်တော်ကသိချာဒါပေမဲ့ active ingredient ဆိုတာကဒီ plant နေတော့ပါတဲ့ data တစ်ခုကအရင်နည်းနည်းလေးဖြစ်နေ essential oil ထုတ်ပြီးသုံးရင်ဒီ data လေးကသိချာပေါ့မရဘူးအဲ့တော့အဲ့ဒီဟာတွေကိုသူတို့က process ကြီးနဲ့လုပ်ပြီးတော့အဲ့တန်လေးတစ်မျိုးတည်းကိုအများကြီးဖြစ်အောင်အဲ့တန်လေးတစ်မျိုးတည်းကိုတိတန့်ဆွဲပြီးတော့ထုတ်လိုက်တာပေါ့နော်အဲ့ဒီအဲ့နီးနဲ့ဒါ active ingredient ဖြစ်သွားတယ်အဲ့တော့ active ingredient မှာက planner ထုတ်ထားပေမဲ့အဓိကအပြင်အဲ့တက်တစ်မျိုးနှစ်မျိုးပဲပါတယ်လို့ပဲပြောရမှာပေါ့အဲ essential oil တွေကကြတော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်က true essential oil တွေ active ingredient ဖြစ်သုံးတယ်အာဒီနေရာမှာကို retinol မသုံးတခြား essential oil သုံးလိုက်မယ် retinol က စကင်ကိုပြီးလုပ်ပြီးတော့ဟိုထားလို့ပါ rate ပေါ့เนาะ cell regeneration rate ကိုမြန်အောင်လုပ်ပေးတာကျွန်တော်တို့ကကြတော့ cell တွေကိုအာဟာရပေးပြီးတော့ essential အသုံးအာဟာရပေးပြီးတော့ cell regeneration rate ကိုပို့ပြီးတော့ကောင်းအောင်လုပ်ပေးတာအဲ့မှာ essential iron မှာ active ingredient ပြန်ဘာပါသေးလဲဆိုတော့ enzyme မျိုးမျိုးပါတယ်အဲ့ဒါဒီအပင်တွေကထွက်လာတဲ့ essential iron မှာပါနေတာအဲ့ enzyme တွေက ခန္ဓာကိုယ်အတွက်ကောလူတွေအတွက်အများကြီးအကျိုးရှိတဲ့ဒီအဟာရတွေကိုပေးတာအဲ enzyme တွေကအလုပ်လုပ်ပေးတာအခုဒီနေ့အကြောင်းအဓိကပြောပြသွားပြီဆိုတော့သောသောခေါင်းစဉ်မှာကျွန်တော်ပြောသွားတယ်အသားရည်မွေးချောက်တဲ့သူတွေအသားရည်မွေးချောက်တဲ့သူတွေကတော့ဒါက hydration ကအရေးကြီးတယ်ဘာဖြစ်လို့တင်းတိတ်သမားနဲ့အသားရည်မွေးချောက်တဲ့လူနဲ့ကျွန်တော်တွဲပြီးပြောလဲဆိုတော့အသားရည် hydration နည်းသွားပြီးတော့အသားရည်မွေးချောက်နေတဲ့သူတွေကတင်းတိတ်ဖြစ်ဖို့အဆမို့လို့ပါ ဲ့ဒါကြောင့်အသားရည်မွေးချောက်တဲ့သူတွေအနေနဲ့ moisturizer skin ကို hydration ပေးတဲ့နေရာမှာအရင်ရေးကြည့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ dehydration ဖြစ်နေတဲ့ skin က cell regeneration rate အရင်နှေးသွားပါတယ်။အရင်အဲ့လိုအရင်နှေးသွားတာနဲ့သောတော့ပြောတဲ့အတိုင်း melanin ကြီး cell တွေမှာပို့ပြီးရော melanin တွေပေဖို့အခွင့်အရေးပုံများသွားပြီးရော cell တွေကပို့ပြီးအယောင်ကျင်းလာမယ်အယောင်ကျင်းလာရင် အသားညွညူလာမယ်ဒါမှမဟုတ်ရင်အဲ့ဒီအသားရည်မှာအဲ့နေရာလေးမှာပဲကွက်ပြီးတော့ညူကွက်တွေဖြစ်လာမယ်တင်းတိဖြစ်လာမယ် hyperpigmentation ဖြစ်လာမယ်ပေါ့ကျွန်တော် age မှာတော့ moisturizer ကနှမျိုးရှိတယ် loy vera ဆူသင်းကြယ် moisturizer နဲ့ brightening nourishing အဲ့နှမျိုးရှိရယ်အဲ့မှာဘောချံပေါက်တဲ့သူတွေဆိုရင်တော့ကျွန်တော်က loy vera ကိုပေးသုံးတယ် အသား၆တဲ့သူတွေတင်းနေရှိတဲ့သူတွေဆိုတော့ Brightonium ပေးသုံးတယ် Brightonium မှာ face ပါတယ်အဲအဲ့နီးနဲ့ကျွန်တော်ကဒါ product တွေလည်းခွဲပြီးလုပ်ထားတယ်ဒါကြောင့် RJ ဆိုသုံးရင်တော့ Kindle Watchan လုံးဝစိတ်ချလို့ရတယ်ကျွန်တော်ပြောချင်တာကတခြား Watchan အတွက် Kindle အတွက်တခြားတွေမျိုးမျိုးသုံးပြီးပြီးအဆင်မပြေတော့ဘူးဆိုရင်တော့ RJ ဆိုလာခဲ့ပါတည်တည်ချာချာစိတ်ချလက်ချာကောင်းသွားမယ်ပြီးတော့ တင်းတိတ်ကကျွန်တော်ပြောတဲ့အတိုင်းပြောက်လာတော့ဝက်ချန်တက်ပို့ပြီးတော့ကြာမယ်။ဘာဖြစ်လို့လဲတယောက်နဲ့တယောက် cell regeneration rate မတူလို့ cell regeneration rate ကောင်း RJ product ရတော့လုတ်ပြီးတယ်ဒါပေမဲ့လည်းတင်းတိတ်ထိဖြစ်နေပြီ hyperpigmentation အဆင့်အပြင်လွှာရမဟုတ်ပဲအတွင်းလွှာအထိပါ melanin တွေရိုးစိမ့်သွားလို့တင်းတိတ်ထိဖြစ်နေပြီဆိုရင်တော့အဲ့ cell တွေ အပြင်ကိုထွက်ပြီးတော့ sell turnover rate ဖြစ်တဲ့ဒီဆောင်ရတဲ့အတွက်ပို့ပြီးတော့ကြာတတ်တယ်။ဒါပေမဲ့ RJ product ကိုကျွန်တော်ဆက်လိုက်သုံးလိုက်လို့ရှိရင်ပထမဆုံးသုံးပြီးတော့၃ဘတ်လောက်တွင်းမှာကိုစပြီးတော့တက်တာလာတာမျက်နှာအသားရည်ကြီးလာတာမျက်နှာရဲ့ကျန်းမာရေးကောင်းလာတာအဲ့ဒါတွေက ၃ဘတ်လောက်တည်းမှာစပြီးတည်တာမယ်ဒါပေမဲ့တင်းဒိတ်တွေရဲ့ထုံးစံအတိုင်း self regeneration rate ပြီးသွားမှာပေါ့เนาะဒီ cycle ပေါ့ဒီ turnover cycle တွေတစ်ခုပြီးတစ်ခုပြီးသွားတော့မှဖြည်းဖြည်းချင်းတင်းဒိတ်ကစပြီးပါလာမှာအပြင်လွှာတွေကအကြောင်းရင့်နေတဲ့ cell တွေကွာကျသွားရင်တော့မှအတွင်းတွေက အလဲမှာကြံနေတဲ့ဟာတွေကရှိနေသေးတဲ့အတွက်သူတို့တွေကြွားကြတဲ့အထိဆောင်အောင်မှာဒါပေမဲ့ RJ product သုံးထားတော့အတွင်းထဲမှာအသစ်ဖြစ်နေတဲ့ cell တွေကတော့အယောင်မရင်တော့တဲ့အတွက်ဖြည်းဖြည်းချင်းအဲ့ cell တွေနောက်ဆုံးမျက်နှာပေါ်ရောက်လာတဲ့အချိန်မှာတင်းတိတ်ကပါ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 နဲ့ဖြည်းဖြည်းချင်းတက်တာသွားတာဒီနည်းနဲ့ RJ ဆိုသုံးပြီးရောတင်းတိတ်ကိုတက်တာလို့ရပါတယ်။အစားတောက်နေတိုင်းနဲ့ဆိုရင်တော့ဒါကျွန်တော်ပြောနေကြတဲ့အတိုင်းစက်တုံယူစားပေးပါ ပြီးတော့ဂျီရိုလဲမှန်မှန်တောက်ပေးပါတရှိလေ့ကျင့်ကလေးလုပ်ပြီးပါဒါက inflammation တွေကြာစေဖို့အတွက်တော့ဒါရီရတော့အထောက်အပံ့ဖြစ်တဲ့အဲဒီကြောင့်ဗီဒီယိုတွေကိုကျွန်တော်တင်ထားပြီးသားကျွန်တော်အခုတင်တဲ့ health tip ဗီဒီယိုတွေမှာကျွန်တော်ပြောပြနေတာတကူကကျမရေးအတွက်ဆိုပြီးတော့ခေါင်းစဉ်တက်ထားတဲ့ဗီဒီယိုလေးကိုတော့အားလုံးကြည့်ထားကြပါဒါအားလုံးအတွက်လိုအပ်ပါတယ်အခုနောက်ပိုင်းဗီဒီယိုတွေကိုတော့ကျွန်တော်ကျမရေးအတွက်လို့ ခေါင်းစဉ်နဲ့မတက်တော့ဘဲနဲ့အခုဒီဗီဒီယိုဆိုရင်တင်းတိတ်တတပြောက်ကင်းလူသူများအတွက်အကြံပေးချက်ဆိုပြီးကျွန်တော်ခေါင်းစဉ်တက်ထားတယ်အဲ့ဒါတော့ဒါခေါင်းစဉ်တစ်ခုချင်းစီ like ကိုကျွန်တော်အသေးစိတ်ရှင်းပြတာအဲ့ဒီဗီဒီယိုတွေကတော့ကိုကြည့်ကျင်နဲ့ကိုနဲ့ဆိုင်နဲ့ခေါင်းစဉ်ပဲရွေးကြည့်ပေါ့ WhatsApp မှာတော့ WhatsApp ခေါင်းစဉ်ကြည့်ပေါ့နော်အခုတင်းနေဖြစ်တဲ့လူကတင်းနေဖြစ်တဲ့ခေါင်းစဉ်ကြည့်ပေါ့နော်အဲ့ဒီနည်းနဲ့ကြည့်လို့ရတယ်ကိုနဲ့ဆိုင်တာကိုပဲရွေးပြီးကြည့်လို့ရတယ်ဒါပေမဲ့ကျမရေးတွက်လို့ခေါင်းစဉ်တက်ထားတဲ့ဗီဒီယိုတွေဆိုရင်တော့အကုန်လုံးကြည့်ပြီးပါဒါတွေကလိုအပ်တာတွေမဟုတ်လို့ဥပမာအခုကျွန်တော်ပြောသွားတယ် ကျက်သွန်စားဆိုရင်ကျမရေးအတွက်ကျက်သွန်မီစားသုံးနည်းဗီဒီယိုတွေကနီးကိုကျွန်တော်ပြောတာပါအဲ့ဒါလေးကိုသွားကြည့်လိုက်ပါမကြည့်ရသေးတဲ့သူဆိုရင်တော့ကြည်ပီးသားလူတွေကတော့ idea နီးလေးကိုစားပြီးတော့ဒါကိုကျမရေးအတွက်အထောက်အကူဖြစ်လို့ရတယ်ဆိုတဲ့သဘောပေါ့နော် အဲ့တော့နောက်ဆုံးညီငုံကျုံအနေနဲ့ပြောရရင်တင်းတိတ်ကိုဖြစ်စေတာက အတွင်းထဲကဟော်မုန်းရှိတယ်ပြီးတော့အပြင်ကနေရောင်ကြီး UVA UVB တွေနဲ့ UVB တွေကတင်းတိတ်ကိုဖြစ်စေတယ် UV ကြောင့်ဖြစ်စေတယ်ဒါကတင်းတိတ်ကိုဖြစ်စေတဲ့အဓိကအဲ့တော့တင်းတိတ်ကိုတတ်တာပြောင်းကျင်းရင်တော့အချိန်လေးနည်းနည်းယူရမယ်အဓိကက cell turnover rate cell regeneration နဲ့ turnover rate ပေါ်မူတည်ပြီးတော့တင်းတိတ် တက်တာပြောက်ကင်းနဲ့အချိန်အတိုကြာနည်းများกว่าမယ်စိတ်ရှိရှိတော့ဖြစ်ရမယ်ဘာလို့ဆိုတော့တင်းနစ်ကစားဖြစ်တာလဲတရက်ညက်နဲ့ဖြစ်လာတာမဟုတ်ဘူးဝါချံလို့မဟုတ်ဘူးအဲ့ဒီတိုင်းမဲ့ပြောက်တဲ့နေရာမှာလဲသူကနည်းနည်းပူကြတယ်ဝါချံတော့စားတော့နေတိုင်းစင်ရင်လိုက်မယ်ပြီးတော့ဒီ skin ကိုအကြေးပစ္စည်းတွေနဲ့ product တွေနဲ့ကျမိုင်ကောင်ပြန်လုပ်လိုက်ရင်ဝါချံကတင်းနစ်ထက်တက်တာပြောက်ကင်းရတာပိုလွယ်တယ်အားလုံးပဲဒီနေ့ကျွန်တော်ပေးခဲ့တဲ့ health tip တွေအသုံးပြုပြီးတော့အားလုံးကြိုးစားကြပါစေ happy healthy soulful faith ဖြစ်တဲ့ life တွေကိုတည်ဆောက်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်